NASA ကပညာရှင်ယူရီကိုရိုင်တောင်မှလေးလံနေရတဲ့အံ့ပွဲလေးတရေငှက်များတကယ်တော့ပူပေါင်းတလုံးကိုမျိုးချထားလို့အစာနေနေတဲ့ငှက်တွေမဟုတ်ပါဘူးငှက်မလေးတွေကိုဆွဲဆောင်ဖို့အတွက်သူတို့ရဲ့လေပင်ဘလောက်ကြီးကြောင်းကိုရှိုးပြထားတဲ့ထူးဆန်းငှက်တစ်မျိုးသာဖြစ်ပါရင်ငှက်မတွေကလည်းဒီလိုမျိုးလေပင်ဖောင်းနေတာကိုသာသဘောကျပြီးတော့လေပင်ကြီးလေးလေးဆွမ်းဆောင်ရရှိတဲ့ခင်မုံကောင်ဖြစ်လေလေးဆိုပြီးတော့သတ်မှတ်ကြပါရင်ပြီးတော့ဒီငှက်တွေကိုကဘာလေးလာရဲ့အဖွဲ့ကြီးဖြစ်တဲ့ NASA ကတော့မှအထူးကယူပြုလေလာနေရပါတယ်။ဒါကြောင့်မလို့ဒီငှက်တွေကပါကောင်းလေ ဘယ်လိုမျိုးထူးခြားတဲ့လူနေမှုစရိုက်တွေရှိလဲဆိုတာကိုဒီကနေ့ကိုရဲမြမာ channel လေးကနေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တကယ်တော့ဒီငှက်တွေကို Fairy Gate Bell လို့ခေါ်ပြီးတော့ကဘာမမတည်ရှိနေခဲ့တာနှစ်ပေါင်း9တန်းလောက်ကိုရှိလို့နေပါပြီ။ဒါကြောင့်မလို့ကဘာမကြီးရဲ့ရှေးကြားတဲ့တက်ရှိမျိုးစိတ်တွေတဲ့ကတခုလို့ဆိုလို့ရပြီးတော့သူတို့ဟာပင်လယ် data နဲ့အနီးတစ်ဝိုက်ကိုစားငတ်ရရရှိတဲ့လက်ဆက်တဲ့ data မှာနေထိုင်ကြစားကြပါတယ်။ဒါပေမဲ့လည်းဘာကြောင့်မှမသိပဲနဲ့သူတို့ဟာပင်လယ်ရေကိုမတောက်ပဲနဲ့လက်ဆက်တဲ့မိုးရေကိုသာရှာဖွေပြီးတော့စူဆောင်းတင်းစီတက်တယ်လို့လည်းတည်ရပါတယ်။ ပို့ပြီးတော့အံ့ဩဖို့ကောင်းတာက Ferry Gate Bed လို့ခေါ်တဲ့ဒင်းငှက်တွေကတော့လေထဲမှာလာပေါင်းများစွာပြန်တန်းနိုင်တဲ့ကမ္ဘာတစ်ခုတည်းသောငှက်မျိုးစိဖြစ်ပါတယ်။စပြန်လိုက်ပြီဆိုတာနဲ့မြေပြင်ပေါ်ကိုလုံးဝကိုမစင်းတက်ကြတော့ဘဲနဲ့လေထဲမှာပဲအိတ်ဓာစားတာကာမပေါင်းဆောင်ကိုပြုတ်လောက်ကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့သူတို့ရဲ့ဘဝတက်တန်းရဲ့၃ပုံ၂ပုံကိုပြန်တန်းနေရင်းနဲ့ပဲအသက်ရှင်နေလို့တော့မှပြောလို့ရပါတယ်။ဒါလိုမျိုးပြန်တန်းနိုင်အောင်လေသူတို့ရဲ့အတောင်ပိုင်းဟာလူရဲ့ထက်အောင်မှရှေ့လျပြီးတော့ခုနှစ်ပေခွဲလောက်ထိကိုမှကြီးမာကြပါတယ်။ NASA သိပ္ပံပညာရှင်တွေရဲ့လေ့လာချက်အရကတော့ဒီငှက်တွေဟာအတောင်မခတ်ပင်နဲ့လေပူစီးကြောင်းကိုအသုံးပြုပြီးတော့မိုင်ပေါင်း၄000ကျော်ပြန်တန်းနိုင်တယ်လို့လည်းဆိုပါရင်ဒါဟာလေရင်လမ်းကြောင်းတွေနဲ့တွေ့ရင်တော့မှမနေတဲ့အကွာအဝေးဖြစ်တယ်လို့ဒီငှက်တွေကအုံနောက်တချမ်းကိုအိတ်ဆက်ရင်းနဲ့အုံနောက်တချမ်းကလည်းပြန်တန်းရင်းကိုအလုပ်လုပ်ကြပါရင်2015ခုနှစ်က GPS ချေရခန့်ဆက်အရဆိုရင်တော့ Ferrygate ဘတ်တကောင်ဟာပင်လယ်ပြင်ပေါ်မှာ၂လကျော်ကိုမပြတ်မခွက်ပဲပြန်တန်းခဲ့ပြီးတော့အမြင့်ဆုံး၄000မီတာ13000ပေထိကိုမှပြန်တက်ခဲ့ပါရင် 2016ခုနှစ်ကပြုလုပ်ခဲ့တဲ့လေးလာချက်အရကလည်း ferry gate ဘက်တွေဟာလေထဲမှာအိတ်နေစဉ်အုံနောက်ရဲ့80ရာခိုင်နှုန်းကိုအိတ်ပျော်စေပြီးတော့30ရာခိုင်နှုန်းသာအလုံးလုံးစေတယ်လို့လည်းတွေ့ရှိရပါတယ်။ဒါကြောင့်မို့လို့လူသားတွေရဲ့အိတ်ဆက်မှုပုံစံနဲ့ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ဒါကြောင့်မို့လို့ဒီလိုမျိုးလေကြောင်းထဲမှာသွာလာနိုင်ဖို့သူတို့ရဲ့ခန္ဓာကိုယ်ကိုဘယ်လိုဖွဲ့စည်းစည်းစိမ်နေတယ်လဲဆိုတာကိုပညာရှင်တွေကလေ့လာနေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအတောင်ပံတဲ့ကိုလုံးဝမလိုက်အောင်ကိုယ်လေးချင်ကတော့တေသရမ5ကီလိုဂရမ်ပဲရှိတာမို့လို့ နားလည်ရခက်တဲ့ငှက်မျိုးစိတ်လို့လည်းပြောရမှာဖြစ်ပါတယ်။ဘလွယ်ဖြစ်ဖြစ် Fairy Gate Bird တွေဟာလေရင်ပညာကိုလေ့လာပြီးတော့လူသားတွေဟာလောင်စာစီမလိုတဲ့လေရင်တွေကိုတီထွင်ဖို့ကိုစူးစမ်းနေကြပါတယ်။ Airbag Company ဟာဆိုရင်တော့2030မှာ Fairy Gate Bird အတောင်ပေါ်စံတဲ့လေရင်တွေကိုထုတ်လုပ်ဖို့ကိုစီစဉ်နေတယ်လို့လည်းတရားဝင်ကြေညာထားပါတယ်။လူသားတွေကတော့အသေးအတန်စူးစမ်းနေပေမဲ့လည်းတင်ငှက်တွေကတော့အခုထိကိုပျပျော်ပပကိုမှရှင်းတန်းနေကြဆဲဖြစ်ပြီးတော့မိလက်ရာတီနဲ့မျိုးပွားရာတီရောက်ချိန်မှာတော့မြေမျိုးပေါ်ကိုဆင်းလာကြပြီးတော့ခုလိုမျိုးအိတ်ကြီးတွေကိုဖောင်းကြွကငှက်မတွေကိုဆွဲဆောင်တက်ကြပါတယ်။လက်ရှိမှာတော့ဒီလိုမျိုးအအောင် ဖွဲ့ရငှက်တွေကိုဂါလာပါဂိုကျွန်းစုကော့စတာရီကာနဲ့ဩစတြေးလျမြောက်ပိုင်းကတနာကျုံတွေမှာတွေ့ရတယ်လို့လည်းသိရပါတယ်။ပရိတ်တကြီးဒါကတော့ NASA ကပညာရှင်ကြီးတွေကိုယ်တိုင်မှလေးလံနေရတဲ့အန်အောဖွဲ့ရလေတရဲငှက်တွေပဲဖြစ်ပါတယ်။မိတ်ဆွေတို့ကရောဘလူးတင်မင်တလေးကွန်မန့်မှာဆွေးနွေးပေးခဲ့ကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။